ယူကရိန်းရေရှည်လုံခြုံရေးပြီးတယ်နေပြင်သစ်အရှိန်မြေပူပေါင်းဆောင်ရွက်နေ။ဥရောပသားလုံခြုံရေးနဲ့ယူကရိန်းအတွက်ရေရှည်လုံခြုံရေးအမခန့်ကျက်ရှိဖို့အတွက်ပြီးချိန်နဲ့ပြင်သစ်အရှိန်မြေပူပေါင်းဆောင်ရွက်နေကြောင်းပြည်ထောင်စုစစ်အုပ်စုချုပ်ဗိုလ်ချုပ်ကြီးစာတိုနီရာတာကင်က AP9 ရဲ့ယူကရိန်းနိုင်ငံ KF ခီးစင်မှာပြောကြားထားတာကို Writer သတင်းမှာဖော်ပြထားပါတယ်။ KF ခီးစင်ကိုပြင်သစ်စစ်အုပ်စုချုပ်ဗိုလ်ချုပ်ကြီးတယ်ရီဘူချာနဲ့အတူတွားရောက်ပြီး တမရဆီလမ်စကီအပါအဝင်ယူကရိန်းကာကွယ်ရေးဝန်ကြီးရူစတန်အူမေရောစီအိုစီကြောင့်ပေါ်ကြောက်ကြီးဆီရာစကီတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလဲစာတိုနီရာတာခင်ကဆိုပါတယ်အပြစ်ခံရစေရေးကုန်ပူတင်ကစားချင်အချိန်ဆွေးနေချိန်မှာယူကရိန်းထောက်ရငင်းချမ်းရေးကုန်ပါပေါ်ပေးနိုင်မဲ့လေချောင်းမြေပြင်တပ်ဖွဲ့တွေရဲ့အနေထားကိုအစူဆန်းလေးလာအကဲဖြတ်ပြီးစစ်ရေးအစီအမံတွေကိုဆက်လက်မြှင့်တင်သွားမယ်လို့ပြည်တင်စီအိုစီကြောင့်ကပြောပါတယ် ယူကရိန်းရေရှည်လုံခြုံရေးအမခန့်ချက်အတွင်းနိုင်ငံပေါင်း30ကတာဝန်ရှိသူတွေနဲ့အရှိန်မြှင့်လှုပ်ဆောင်နေသလိုပြည်တွင်ပြည်သည့်ဥဆောင်မဲ့ညှို့ပန်းအဖွဲ့ဟာမြန်ကိုရီးယားကိုမိတ်ဆွေလို့ယက်တည်နေရတဲ့ရုရှားနဲ့တိတိတတ်တာစာချင်းပဲဖြစ်နိုင်မယ်လို့လည်းဘူချုပ်ကြီးစာတော်နီရာတာကင်ကပြောသွားပါတယ်။ပြည်တိုင်နဲ့ပြည်သည့်စစ်အုပ်စုကြောင့်တော့ဟာယူကရိန်းခီးစင်မတိုင်းခင်မလ24မှာ ပြည်တင်ချားဘီရင်ကိုတွားရောက်တွေ့ဆုံပြီးယူကရိန်းငြင်းငြင်းရေးအစီအစဉ်တွေကိုဆွေးနွေးတင်ပြခဲ့ကြောင်းလဲပို့ချောင်းကြီးစာသွန်နီရဝတာကင်ကပြောကြားထားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်